ရှောင်းမီဖုန်းနဲ့ကင်ပြီးတော့မေကောင်းမဖွင့်ရသေးဘူးဆိုလို့ရှိရင်တော့မိတ်ဆွေတင်ပေးထားတဲ့ပတ်စံနဲ့မတန်ဘူးလို့ပြောလို့ရပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ရှောင်းမီဖုန်းတွေမှာမီအကောက်ကိုဘယ်လို create လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုလေးမှာပြောပြသွားမှာပါ အခုလိုမျိုးကျွန်တော်တို့မြေကောက်ဖွင့်ထားခြင်းအပြင်ဘာကြိုးကျေးဇူးတွေရရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေ message တွေဖုန်းကွန်တက်တွေအသံတင်ထားတဲ့ record တွေအစရှိတဲ့ယာရင်နဲ့တခြား data တွေကိုကျွန်တော်တို့တွေ backup ယူထားလို့ရပါတယ်။ဒါကဘာပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့အကြောင်းမျိုးမကြောင့်ကျွန်တော်တို့ရဲ့ဖုန်းပျောက်ဆုံးသွားတာပဲဖြစ်နေနေ။ဥပမာရေထဲကျသွားပြီးတော့ဖုန်းကဖွင့်မရတော့တဲ့အခါမျိုးတွေပဲဖြစ်နေနေ။ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ data တွေကိုဘလို့မှပြန်ယူလို့မရတဲ့အခါမှာ အခုလိုမျိုးကျွန်တော်တို့မြေကောက်ဖွင့်ပြီးဘက်ကပ်ကိုအွန်ထားလိုက်မှဆိုလို့ရှိရင်တော့တခြားဖုန်းတစ်လုံးထဲမှာလည်းဒီအကောက်လေးကိုဝင်လိုက်ရုံနဲ့ကျွန်တော်တို့ရဲ့ data တွေအားလုံးကိုပြန်ပြီးရမှာဖြစ်ပါတယ်။ကဲမြေကောက်ဖွင့်လိုက်တဲ့အတွက်ကြောင့်မလို့အခုအချက်နှစ်ချက်ကိုကျွန်တော်တို့သေချာပေါက်ရမှာပါ။အစိုးရပြောခဲ့လို့ပဲကျွန်တော်တို့ရဲ့ data တွေကိုဘလို့ backup on ရမလဲ။အဲပြီးတော့နောက်တစ်ခုကကျွန်တော်တို့တွေအစိုးရပြောလို့အဲကိုလိုချင်တဲ့ theme နေကိုလိုချင်တဲ့ icon လေးတွေကိုတခြားဖုန်းနဲ့တူအောင်ဘလို့ down ရမလဲပေါ့နော်။အစားရှိတဲ့အရာတွေကိုကျွန်တော်လုတ်ပြပေးတော့မှာပါ။ကဲဒါဆိုရင်တော့စက်ကြည့်လိုက်ကြရအောင်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကျွန်တော်တို့ setting နဲ့ကိုဝင်လိုက်ပါမယ်ပေါ့နော်ခုဆိုရင်ကျွန်တော်မြေကောက်ဖွင့်ပြီးသွားပြီ Okay ပြီးတော့ရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှာရှိလိမ့်မယ်ကျွန်တော်ရဲ့မြေကောက်ထက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ပြီးတော့ရင်တော့အခုလိုမျိုးပေါ်နေလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်ရှာမလို့ရှောင်းမီ cloud ဆိုတဲ့အထက်ကိုဝင်လိုက်မယ် Okay ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော် manage cloud ဆိုတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ data တွေကိုသူ cloud store လုပ်ထားတယ်အဲပြီးတော့ဘယ်လောက်ကျန်နေလဲဆိုတာကိုပေါ်ပါတယ် ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော် fight ကပေးတယ်။အဲဒါပဲမဲ့ကျွန်တော်တို့ကပေါ့နော်။ကျွန်တော်တို့က data တွေနည်းနည်းပဲ backup on ထားလိုက်မှဆိုလို့ရှိရင်တော့အဲခုဆိုလို့ရှိရင်ကျွန်တော်0.8 GB ဆို 1K မပြည့်တပြည့်လောက် backup ယူပေးထားတယ်။ 5K ကတော့ကျွန်တော်တို့တွေအဲသူပေးထားတဲ့ကစ်ပေါ့နော်။နောက်ထပ်ကျွန်တော် 4.2K ကျန်သေးတယ်ပေါ့နော်။ Okay အောက်က view item in the cloud ဆိုတဲ့ထည့်ကိုနှိပ်လိုက်မယ်။ Okay ဒီနေရာမှာဆိုလို့ရှိရင်ဒါကကျွန်တော်မြေကောက်ထဲမှာ backup on ထားတဲ့ကောင်တွေပေါ့နော်။ကျွန်တော်တို့ ဘာတွေ on ထားလဲဆိုလို့ရှိရင်ကျွန်တော် find device ကို on ထားတယ်ဒီကောင်ကတော့မလိုပါဘူးနောက်တစ်ခုကတော့ကျွန်တော် message message box မှာဆိုလို့ရှိရင်ကျွန်တော်2023ကအစပို့ခဲ့တယ်ဗောနော်အဲ message အချို့ item မှာရှိပါသေးတယ် contact ကတော့အစောကပြောလို့ကျွန်တော် micloud ထဲမှာမှတ်ခဲ့တဲ့ contact အားလုံးကိုကျွန်တော်တို့ဒီထဲမှာတခြား phone ထဲမှာပြောင်းထည့်လိုက်လို့ရှိရင်လည်းအားလုံးပေါ်နေမှာပါနောက်ကလည်းကျွန်တော်တို့အထဲမှာရှိတဲ့ note တွေအားလုံးကဒီထဲမှာရှိနေမှာပါ recording ကလည်းထုတ်သူပါပဲ recording နေတဲ့အဲ့ထဲမှာ packet ယူပေးထားမှာပါ ကျွန်တော်တို့ကရှေ့မှာ recording တွေ recording လုပ်ထားတယ်ပေါ့နော်ရှေ့မှာ recording ကိုဖြတ်လိုက်တဲ့အခါမှာလည်းရှေ့မှာပြတ်သွားတယ်ဒါပေမဲ့နောက်ကအခု mic cloud ထဲမှာလည်းလာပြီးဖြတ်မှာပေါ့နော်ဘာလို့လဲဆိုရင် mic cloud ထဲမှာလည်း recording ထဲမှာလည်း data တွေရှေ့နေမှာအမှန်ပါပဲပေါ့ setting ကိုဘာလို့ကျွန်တော်တို့တွေ backup ထဲမှာ on ထားရလဲဆိုလို့ရှိရင် setting ရဲ့ default setting mode နဲ့ကျွန်တော်တို့ရဲ့အချိန်ပြောင်းလုပ်လိုက်တာတွေရှိတယ်အဲ့လိုကြလို့ရှိရင်ကျွန်တော်တို့ဒီမူရင်း setting ကိုပြန်ပြီး restore လုပ်လို့ရအောင်လို့ခုလိုမျိုးကျွန်တော် setting ကိုလည်း backup on ထားတာပါ โอเคဒီຢາတွေအားလုံးဖြတ်ပြီးသားလို့ရှင်အောက်က resending delete ထဲမှာလည်းကျွန်တော်တို့တခါထပ်ဖြတ်ရမှာပေါ့နော်ဒါဆိုလို့ရှိရင်အခုလို Xiaomi ကောက်ကို backup on ထားတာကကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလည်းရှိပါတယ်အစိုးရပြောသလိုပဲကျွန်တော်တို့ကဓာတ်ပုံတွေရှိတဲ့ gallery ဒါ on ထားလိုက်မှာဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ရဲ့ privacy ပုံတစ်ပုံကိုကျွန်တော်တို့တွေရှေ့မှာဖြတ်လိုက်တယ်ဒါပေမဲ့ရှေ့မှာဖြတ်လိုက်ပြီးသားလို့ရှိရင်အဲ့ဒီရဲ့အောက်မှာ recycle bin ထဲမှာထပ်ဖြတ်ရမယ်အရိစာကဘင်းထဲမှာဖြတ်ပြီးသွားလို့ရှိရင်ပြက်ပြီလားဆိုတော့မပြက်သေးဘူး ဒီ Xiaomi Cloud ထဲကဒီနေရာမှာလဲကျွန်တော်တို့ရေလာပြီးတစ်ခါဖြတ်ရမယ်။ပြီးွားလို့ရှိရင်အောက်က Resign သတိထဲမှာလဲကျွန်တော်တို့ရေတစ်ခါဖြတ်ရမယ်။အဲ့လိုမျိုး၄ကတိတိဖြတ်ရမယ်ပေါ့နော်။အဲ့လို၄ကဖြတ်ပြီးသွားမှာကျွန်တော်တို့ရေတပ်ပုံကပြတ်မှာပါ။အဲ့လိုမျိုးပဲနဲ့ကျွန်တော်တို့ကရှေ့မှာပဲတစ်ခုနှစ်ခုလောက်ဖြတ်ပြီးသွားလို့ရှိရင်တော့အဲနောက်ကောင်ပြတ်မှာမဟုတ်ပါဘူးပေါ့နော်။ โอเคဒါကတော့ကျွန်တော်တို့ Xiaomi Cloud ထဲမှာအဲကျွန်တော်တို့ရဲ့ data တွေကိုဘယ်လို store လုပ်ထားလဲပြီးတော့သူတို့ကဘယ်လိုအသုံးဝင်လဲဆိုတာကျွန်တော်ပြောပြထားပါအပြုံပြန်ထွက်ကြည့်လိုက်မယ်တခြား Xiaomi Cloud ထဲက setting လေးအချို့ကိုသွားပြီးတော့ click လိုက်အောင်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် backup ဆိုတဲ့ဥစားလေးတစ်ချက်နှိပ်လိုက်မယ်အဲဒီမှာဆိုလို့ရှိရင် automatic backup ပေါ့နော်အဲကျွန်တော်တို့ကဒီ automatic backup ကိုခုလိုမျိုး on ထားလိုက်တဲ့အတွက်ကျွန်တော်တို့ကအမြဲတမ်းအဲ backup ကအဲ့လိုမျိုးရှိနေလိမ့်မယ်အောက်မှာဆိုလို့ရှိရင် schedule ရှိတယ် schedule မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲရွေးလို့တော့မရဘူးပေါ့နော်။ तू က9ရက်တခါလောက်အဲ backup ကိုလုတ်ပေးထားတယ်ပြီးရင်တော့ပြန်ဖြတ်တဲ့ပုံစံမျိုးပေါ့။ तू ပြောထားတော့အဲပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့တွေအောက်မှာရှိရပေါ့နော်။အဲ gallery ကိုကျွန်တော် off ထားတယ်။ message ကိုကြတော့ on ထားတယ်။အဲ contact မှာကြတော့ကျွန်တော်တို့ခုလိုမျိုးလုတ်ထားရပေါ့နော်။အကယ်၍ကိုက detail မှာမှအဲတခြားအရာတွေကိုလည်းကိုက live ပြီးလုတ်ချင်တယ်ဆိုလို့ရှိရင်တန်းဝင်နှိပ်လိုက်ပြီးတော့လုတ်လိုက်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ Xiaomi Cloud ထဲမှာအဲဒီရှိတဲ့ data တွေကိုအခုလိုမျိုး backup ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်။ ကျွန်တော်ကဘာဖြစ်လို့ gallery ကို backup ကိုမအွန်ထားရလဲဆိုလို့ရှိရင်အဲထဲမှာ data တွေရှိရပေါ့နော် gallery ထဲမှာဆိုလို့ရှိရင်ဓာတ်ပုံတွေရှိတယ်ဗီဒီယိုတွေရှိတယ်အဲဒီ audio တွေကျွန်တော်တို့တွေအွန်ထားလိုက်မယ်ဆိုလို့ရှိရင်ခဏလေးနဲ့ပြည့်သွားနေတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော် off ထားပြီးတော့တခြား message တွေ phone contact တွေနဲ့အခြားလိုတဲ့အရာလေးတွေကိုပဲကျွန်တော်အဲ backup ကိုအွန်ထားပါတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်မီကလောက်ထဲမှာအခုလိုမျိုးကျွန်တော်တို့သုံးလို့ရပါတယ်ပေါ့เนาะ အဲဒါအပြင်ကိုကျွန်တော်တခြားတစ်ယောက်ကကျွန်တော်တို့ရဲ့ဖုန်းကိုယူသွားတဲ့အခါမှာလဲမီကလောက်လော့ကြရင်တော်တော်နဲ့ကျွန်တော်တို့ပြန်ဖြေရတယ်။အဲပြီးသွားတော့ကျွန်တော်တို့ရဲ့ဖုန်းကိုတကိုးတစ်ယောက်ကနေပြီးတော့ပေါ့နော်ခိုးသွားတဲ့အခါမှာသူကဖုန်းကိုဖတ်ဆွေယူတဲ့အစ်တတိုင်းပြန်ချတဲ့အခါမှာအဲမီကလောက် password ကိုမသိဘူးဆိုရင်တော့အဲသူတို့တိုင်ပတ်တယ်ပေါ့နော်အဆင်မပြေတာဖြစ်နိုင်တယ်။အဲအဲ့လိုခါမျိုးမှဆိုလို့ရင်ကြော်တာခွာတာရှိနိုင်တယ်။အဲအဲ့လိုမျိုးတော့လုံးလို့ရရပေါ့နော်ပြောချင်တာကလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ရဲ့ဖုန်းကိုတော့မပန်းဆန်းဘူးသူတို့တွေအခုလိုခက်ခဲလေးတော့ရှိသွားနိုင်တယ်ပေါ့နော် ဒါပေမဲ့ကြော်တဲ့ခွာတဲ့နီလန်းတွေလည်းရှိပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ Xiaomi Cloud ထဲမှာအခုလိုမျိုးတွေလုပ်လို့ရပါတယ်ပေါ့နော်။ဒါပဲလားဆိုတော့မဟုတ်ပါဘူး။အဲကျွန်တော်တို့ရအစိုးရပြောသလိုပဲကိုစိတ်ကြိုက် wallpaper တွေဖန်တီးလို့ရပါသေးတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဘာကိုပြောနေရလဲဆိုတော့ထက်ကြည့်လိုက်ကြရအောင်။ Okay အခုလိုမျိုးပြီးသွားရင်တော့ကျွန်တော်တို့ home screen လောက်ထွက်လိုက်ပါ။ဒီမှာ Tim ဆိုတာရှိပါတယ်။အဲပုံမှန်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Tim ကပေါ့နော်။အဲအားလုံးလက်သိပြီးသားဖြစ်မှာပါ။ အဲအတင်းရဒီ Xiaomi ရဲ့အတင်းရအခုလိုပုံစံမျိုးဖြစ်နေလိမ့်မယ်အဲဒီပုံစံမျိုးကြီးပုံတော့ကြီးဖြစ်နေလဲမှာပေါ့နော်ဘာသာတို့လည်းအဲဒီပုံစံတိုင်းပုံတော့ကြီးဖြစ်နေလဲမယ်အဲကျွန်တော်ရဲ့မိတ်ဆွေလည်းအခုလိုမျိုးပုံတော့ကြီးဖြစ်နေရဆိုတော့ချိန်လိုက်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဖုံးမချိန်နိုင်ရင်တင်းချိန်မှာပေါ့ဒါကျွန်တော်ရဲ့ဆောင်းဖို့ပါအဲဖုံးမချိန်နိုင်ရင်တင်းချိန်လိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့က ဘာ crazy လဲပေါ့နော် Samsung crazy ဆိုလို့ရှိရင်လည်း Samsung icon လေးတွေကိုကျွန်တော်တို့တွေရွေးပြီးတော့သုံးလို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုအောင်ကြည့်လိုက်ကြရအောင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ theme ကိုဝင်လိုက်မယ်အဲပြီးသွားပြီဆိုတာနဲ့အခုလိုမျိုးပေါ်လို့ရှိရင်အထက်ကဒီအရာလေးတွေကိုကျွန်တော်ရှင်းပြမယ်နော်ဒီက recommend じゃဘာလဲဆိုလို့ရှိရင်အဒီ theme နဲ့မှာရှိတယ်ပေါ့เนาะအများဆုံး down ထားတဲ့ဒီ theme တွေကိုထိတ်ဆုံးမှလာပေါ်နေရဖြစ်ပါတယ်။ Play Store မှာကျွန်တော်တို့ရေ software တွေလိုပဲအဲ top 1 top 2 top 3အဲ့ပုံစံမျိုးနဲ့ပြထားတာ software engineer တွေကကျွန်တော်တို့တွေဒီ Xiaomi cloud ထဲမှာအဲလာပြီးတော့ Xiaomi account တွေထဲမှာအခုလိုမျိုးတွေလာပြီးတင်ကြရပါတော့ပတ်သက်ပြီးတင်ကြရတယ်။အဲပြီးတော့အဲ Xiaomi အနေမှာသူတို့အပြိုင်ပတ်သက်ပေးတာရှိရပါတော့။အဲဒါကတော့တခုပါ။အဲပြီးတော့လို့ရှိရင်ဒီ recommend ဆိုတာပြောလို့ပဲကျွန်တော်တို့တွေအဲအများဆုံးသုံးတဲ့ account တွေနဲ့အဲသူတို့အကောင့်ဆုံးဖြစ်မဲ့ account တွေကို Xiaomi ရဲ့ cloud ကနေ recommend ပေးထားတာပါတော့။နောက်တစ်ခုက widgets ကကြာကျွန်တော်တို့တွေအဲ3သားမလားမသိဘူးအဲကျွန်တော်တို့ minimize လေးနဲ့ထွက်လိုက်မယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်တွေကို widgets လို့ခေါ်ပါတယ် ိုကြိုက်တဲ့ကောင်လေးတွေချိန်လို့ရတာရှိတယ် replace လုပ်မှလာပေါ့နော်အဲဒီထဲမှာဆိုလို့ရှိရင် widgets တွေကိုကြိုက်တဲ့ကောင်လေးနိုင်ပုံလေးတွေထိမှထားတဲ့ကောင်လေးတွေကို widgets လို့ခေါ်တယ်အဲဒီကောင်ကတော့ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လောက်ကြီးအဲဒီကောင်က crazy မဖြစ်ဘူးအဲကျွန်တော် crazy ဖြစ်တာ tins ပေါ့နော်အဲဒီမှာဆိုလို့ရှိရင် main ကလေးတွေအတွက်ဆိုရင်ရန်ကောင်းတယ်အဲချစ်စရာကောင်းတဲ့ tin လေးတွေအများကြီးရှိရပေါ့နော်ဒီຢာတွေအားလုံးကလည်းအစောကပြောလို့မီအောက်ဖွင့်ထားမှသုံးလို့ရမှာပါ မီဖုန်းတွေကတခြားဖုန်းတွေလိုမဟုတ်ဘူးတခြားဖုန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်တင်းတစ်ခုကိုဒေါင်းတဲ့အခါမှာပိုက်ဆံနဲ့ဝယ်ရတာရှိတယ်မီဖုန်းတွေမှာအဲ့လိုမဟုတ်ပါဘူးအခုလိုပြောတာကတခြားဖုန်းတွေကိုတိုက်ခိုက်တာမဟုတ်ဘူးအဲတခြားဖုန်းတွေမှာအဲ့လိုနေရာမျိုးတွေမှာလိုအပ်ချက်ရှိပေမဲ့လည်းတခြားနေရာတွေမှာတာနေရာတွေလည်းရှိပါတယ်ရရတိုင်းကတော့ကျွန်တော်တို့ပြည့်စုံနေဆိုတာမရှိဘူး။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်မင်းကလေးအတွက်ဆိုလို့ရှိရင်ဒီသင်းသင်းလေးလှပါတယ်။ ယောက်ျားလေးတွေအတွက်ဆိုလို့ရှိရင်တော့အစောကျွန်တော်တို့ပြောလို့ပဲအဲရှေ့ဆုံးမှာ recommend ပေးထားတဲ့ကောင်တွေကတော့ mic တယ်အဒီကောင်တွေဆိုကြည့်ကြည့်ပါလုံးဝ mic ပါတယ် voiceover ဆိုလို့ရှိရင်လည်းကျွန်တော်တို့ချိန်လို့ရတယ်အဲနိုင်ပုံတွေဆိုလို့ရှိရင်လည်းချိန်လို့ရပါတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုကကြတော့အဲ wallpaper wallpaper မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လုံးဝ 4K ရကြီးရပါတယ်အဲကျွန်တော် website တွေပေါ်ကတောင်းတာကကျွန်တော်တို့စိတ်မဖြစ်ဘူးဘာလို့လဲဆိုလို့ရှိရင် virus တွေကပ်ပါလာနိုင်တယ် ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးစစ်ဆေးပြရပါဘောเนาะ Mi Cloud ကအားလုံးစစ်ဆေးပြရအဲကျွန်တော်တို့ဒီမှာလွတ်လွတ်လပ်လပ်နဲ့စိတ်ချလက်ချဒေါင်းလို့ရပါတယ်ဘောเนาะဘောပြပါကျွန်တော်အများရှိတယ် 4K ရေးကြည့်ပါပဲပြီးသွားလို့ရှိရင်ကျွန်တော် Super Icon ဆိုတာကြာပါလဲဆိုလို့ရှိရင်အကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ icon လေးတွေရှိတယ်အဲ့ဒီ icon လေးတွေကကျွန်တော်တို့တွေအဲ့ဒီ icon လေးတွေကို super icon ပုံစံမျိုးပြောင်းအောင်ပြောတာပါဥပမာကျွန်တော်ဖုန်းကွန်းနက်ကို super icon ပြောင်းကြည့်မယ်ဒီဘက်လေးကိုကျွန်တော်ဆွဲလိုက်မယ်ဒါဆိုလို့ကျွန်တော်ဖုန်းကွန်းနက်ကိုကျွန်တော် super icon ပြောင်းလိုက်မယ် ပြီးွားရင်တော့အပေါ်မှာ edit ဆိုတာလေးရှိတယ်။ edit ဆိုတဲ့နေရာမှာကျွန်တော် super icon ပြောင်းလို့ရပါတယ်ပေါ့နော်။ဒါဆိုလို့ရှိရင် super icon တွေပါ0.99အမီဆိုလို့ရှိရင်တော့ကျွန်တော်ပတ်စံပေးရမယ်။ကျွန်တော်ပုံမှန်တိုင်းအောက်မှာပတ်စံမပေးရတဲ့ကောင်လေးတွေတော့ရှိတယ်။အဲ like ရှာပြီးတော့သုံးလို့ရတယ်ပေါ့နော်။အဲခုလိုမျိုးထားလိုက်ရင်တော့ကျွန်တော်တို့ရဲ့ content တွေကရှင်မျိုးမျိုးကြီးဖြစ်နေမှာပေါ့နော်။ okay ဒါဆိုလို့ကျင်တော့ရပါပြီပေါ့เนาะအဲအခုလိုရှင်မျိုးမျိုးကြီးဖြစ်နေတယ်ဆိုပေမဲ့သူ design လေးကိုကျွန်တော်တို့တွေအခုလိုမျိုးအဲမိုင်းအောင်တော့လုပ်လို့ရတယ်ကျွန်တော်ပြမယ်ချက် အဲဒီပုံစံမျိုးပေါ့နော်အဲတခြားအရာနဲ့မတူအောင်အခုလိုမျိုးထားလို့ရတယ်အများစုကတော့ဒီ base in ပါတဲ့ icon တွေကိုပဲထားလို့ရပါတယ်ကျွန်တော်ဒီ efort board mobile legend လို့ဆိုလို့ရှိရင်မရဘူးဒီမှာ edit လို့မပေါ်ဘူးပေါ့နော်အဲဒါကတော့အားလုံးနားလည်နိုင်လို့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါကိုကျွန်တော်ပုံမှန်တိုင်းပြန်ထားလိုက်မယ်โอเคသူရဲ့နေရာကိုကျွန်တော်ပြန်ထားလိုက်မယ်ဒါတော့ကျွန်တော်ရဲ့တင်းရဲ့နေရာလေးပုံစံလေးပေါ့เนาะ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အစောပြောလို့ super icon ဆိုတော့အားလုံးနားလည်လိမ့်မယ်လို့ထင်တယ်ဒီရလိုဒီတဲ့ကနေပြီး down ပြီးတော့အဲအဲ့ပုံစံမျိုးလေးတွေကျွန်တော် message ဆိုလို့ရှိရင်လည်း message မတူအောင်လေးကျွန်တော်တို့လုပ်လို့ရရပါတော့အဲပြီးသွားလို့ရှိရင်တော့ font font ကလည်းကိုကြိုက်တဲ့ကောင် down ပြီးတော့ apply လုပ်ပြီးထားလို့ရတယ် font ကတော့ကျွန်တော် original font ပဲကြိုက်တဲ့အတွက် recommend မပေးပါဘူးပေါ့နော် rain down ကလည်းကျွန်တော်တို့ကြိုက်တဲ့ rain down ထားလို့ရပါတယ်အဲအဆင်ပြေထားပါပေါ့နော် ကဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် dynamic wallpaper တော့ဖုန်းလာလို့ရှိရင်ကျွန်တော်တို့ရေလှလှပပလေးတွေထွက်နေရလေးပေါ့နော်အဲပြီးသွားလို့ရှိရင်အဲ့လိုမှမလို့ရှင်လို့ရှိရင်လည်းကျွန်တော် wallpaper ကိုအခုလိုမျိုးအရှင်လေးတွေထားတဲ့အခါမှာလည်း download ဆွဲပြီးထားလိုက်ရုံပါပဲပေါ့နော်ဒီ all over zone display ကတော့အားလုံးသိကျင်နေကြတဲ့ all over zone display ကဒါကတော့ဒီ Xiaomi community ထဲမှာရှိတဲ့ပေါ့နော်သူတို့ software engineer တွေအများကြီးသူတို့ပါသူတို့ create လုပ်ထားတဲ့ဒီ all over zone display animation လေးပေါ့နော်ကိုကြိုက်တဲ့ကောင်ကိုယ့်ဘောက်ကို down အဲဒါအမှုသွားလို့ရှိရင်ကျွန်တော်တို့တွေ apply လုပ်လိုက်တာနဲ့ always on display မှာကျွန်တော်တို့တွေဒါပြီးပေါ်နေလိမ့်မယ်ပေါ့နော်အဲကိုကြိုက်တဲ့ကောင်လုပ်လို့ရပါတယ်ပေါ့နော်ဒီကောင်တွေကကျွန်တော်တို့တခြားဖုန်းတွေမှာပတ်စံနဲ့ဝယ်ရတာပါမီဖုန်းတွေမှာဆိုရင်တော့ free ရပါတယ် icon ကတော့အစိုးရပြောလို့ပဲအဲကျွန်တော်ကကြိုက်ဆုံးကတော့ဒီကောင်လေးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကပုံမှန်တိုင်းဆိုလို့ရှိရင်အဲ Xiaomi ရဲ့ဒီ system တွေ basic တွေအကုန်လုံးက Xiaomi ရဲ့ original အတိုင်းပဲထားပြီးတော့အဲကျွန်တော်က icon တွေကိုဒါပြောင်းလေးပြောင်းတာရှိပါတယ်ပေါ့နော် ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ icon တစ်ခုကိုရွေးလိုက်မယ်။အဲရွေးပြီးတော့ကိုကဒီကောင်လေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ down ပြီးတော့ကျွန်တော်တို့ဒီ icon လေးကိုထားလိုက်ပါမယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်ကျွန်တော် down မြောက်ကောင်လေးတွေရှိတယ်။ကျွန်တော် down မြောက်ကောင်လေးတွေကတော့ဒီထဲမှာပါ။ tin ထဲမှာရှိတယ်။အ tin ထဲမှာဆိုလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးကောင်လေးတွေရှိတယ်။ပေါ့နော်။အဲဒီကောင်လေးကိုပြီးွားလို့ရှိရင်ကျွန်တော်အဆင်ပြေလို့အဆင်ပြေရင်ပြေသလိုကျွန်တော် ဒီ comment မှာပဲဖြစ်နေ description မှာပဲဖြစ်နေချပေးထားမယ်အလင်းလင်းနဲ့သွားပြီးလုပ်လို့ရပါတယ်ပေါ့နော် theme တစ်ခုကိုအခုလိုမျိုး down ပြီးသွားလို့ရှိရင်တော့ဒီပုံစံမျိုးပြနေလိမ့်မယ်အဲကျွန်တော်တို့က apply ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ system နေအားလုံးကစာ lock screen home screen system element icon အစရှိတဲ့ယာတွေအားလုံးကသူ့ရဲ့ system line သွားလိမ့်မယ်ဥပမာကျွန်တော်တို့ရေ setting ထဲမှာပေါ့နော်အဲစလုံးလေးသေးသေးလေးဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေပြောင်းလိုက်မယ် ျွန်တော်ကတော့အိုက်ကောင်ကိုမကြိုက်ဘူးဘာလို့လဲဆိုရင် Xiaomi ရဲ့ original base ပါတဲ့ဒီ system ရပဲကျွန်တော်သွားမှာဖြစ်တဲ့အတွက်ဒီ bit ထဲကိုသွားလိုက်မယ်အဲပြီးသွားလိုက်ဆိုရင်လည်း तू ကပုံမှန်ဆိုတော့ select တွေပေးထားလိုက်မယ်ကျွန်တော်ကတော့ကျွန်တော်လိုချင်တာက icon လေးကိုပဲလိုချင်တာဖြစ်တဲ့အတွက်ဒီကောင်လေးကိုဖြောက်ပြီးတော့ကျွန်တော်တို့ icon လေးကိုပဲ select ပေးပြီးတော့ apply flat item လုပ်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်အောက်ကိုထွက်ကြည့်လိုက်မယ်အဲအခုလိုမျိုးပေါ့နော် Samsung နဲ့တူတဲ့အဲ icon ပုံစံမျိုးလေးရပါပြီပေါ့နော် အဲပြီးွားလို့ရှိရင်တခြားကိုကမင်းကလေးဆိုလို့ရှိရင်လည်းမင်းကလေးဆိုလို့ရှိရင်လည်းမင်းကလေးနဲ့ပတ်သက်တဲ့အသင်းမလေးတွေထားလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့တင်းစင်အများကြီးရှိတယ်အဲကိုကြိုက်တဲ့ကောင်ကိုပါကိုအဆင်ပြေလို့လုပ်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်မေကောက်လေးတစ်ခုဖွင့်လိုက်ခြင်းအပြင်အခုလိုမျိုးအဲကျွန်တော်တို့ဖုံးချင်းကြမလို့ပဲနဲ့အတင်းလင်းချင်းလိုက်ရုံနဲ့အဲကျွန်တော်တို့ဖုံးပြောင်းလိုက်တဲ့ပုံစံဖြစ်သွားပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဖုန်းကိုတော့အမြဲတမ်းဂရုစိုက်နေဖို့လိုတယ်အဲဖုန်းက hardware ဘိုင်းနေမပြတ်စီအောင်လို့ပေါ့နော် ကဲဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးမှာအစောပြောခဲ့သလိုပဲအမီကလောက်ကိုကျွန်တော်ဖွင့်လိုက်ခြင်းအားဖြင့်အဲကျွန်တော်မီကလောက်ထဲမှာအစင်ပြေတဲ့ຢာတွေအားလုံးကိုပြိမယ်လို့ထင်ပါတယ်အဲ့နောက်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့မီဖုန်းတွေရဲ့အသုံးဝင်ပြီးတော့လူသုံးနည်းနေတဲ့စက်တင်လေးတွေအကြောင်းကိုကျွန်တော်ပြောပေးသွားမှာပါကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ဗျာကျွန်တော်ကတော့ Modern Techno ပါ